။အဲချွေးမလေးရေဒီမှာဒီဆန်အုပ်ကိုခြေထောက်နဲ့ကမ်းပြီးအထက်ကဝင်လာခင်လိုက်တော့အမေအမေရောင်မအရန်လှတာပဲနော်။တမီးတို့အိမ်နီးချင်းအတော်ကြီးရဲ့ချွေးမထက်အများကြီးပိုလှတယ်တိလား။ဂျာဘောဂျာဘောလှတာဗော။ငါ့ရဲ့ချွေးမလေးကငါ့သားလေးကြိုက်လို့ရွေးချယ်ခဲ့ရပဲမလှပဲနေမလား။ကဲချွေးမလေးရေလာခဲ့လာခဲ့။အခုတော့အခန်းထဲဝင်သွားပြီးအနားယူတော့ကွယ်။ဒီလိုနဲ့သတို့သားနဲ့သတို့သမီးကိုသတို့ကြိုဆိုပေးခဲ့ကြပါရဲ့။ ဒီပုံမြင်လေးကတော့ရွာတရွာကအကြောင်းလေးပါဒီရွာမှာညီကိုနှစ်ယောက်ကတော့အိမ်နီးချင်းတွေအဖြစ်နေထိုင်နေကြပါတယ်လင်ညီမဖြစ်သူရဲ့သမီးလေးကလက်ထက်ထားတာ၃လပဲရှိပါသေးတယ်ရောင်မအကြီးရဲ့သားလည်းလက်ထက်သွားခဲ့ပါပြီရောင်မအကြီးရဲ့သားဖြစ်သူကမြို့ပေါ်ကမိန်းကလေးကိုလက်ထက်ခဲ့ပြီးရောင်မအငယ်ရဲ့သားလေးကတော့ကျော်ကမိန်းကလေးကိုသာရွေးပြီးလက်ထက်ခဲ့ပါတယ် ရောက်ခမဖြစ်သူကအခန်းထဲဝင်သွားဖို့ပြောခဲ့တဲ့အတွက်သူမအခန်းထဲတောင်းဝင်သွားလိုက်ပါရီ။ရှာဒီအိုဒီယိုပူလောင်းတဲ့အတွက်သူမတညအောင်အဲ့လိုမပြောခဲ့ပါဘူး။သူမလည်းညကြီးမွချောက်အခန်းထဲကနေအပြင်ဝင်ထွက်လာပြီးရက်ကြောင်ခံနေပါရီ။ရောက်ခမကလည်းချွေမလေးကိုတွေ့ခဲ့ရတော့လမ်းဖြန်သွားတာပေါ့။ညကြီးမွချောက်"သူဘာလုပ်နေရလဲ။ဘာလုပ်နေရလဲချွေမလေးရဲ့။အဆင်ပြေရဲ့လားနင်း။အဆင်ပြေပါရဲ့အမေ။ကျွန်မအခန်းထဲမှာအိယာရာအသက်ရှူချက်တာနဲ့အပြင်ထွက်ပြီးရထိုင်နေရပါ။အခုလိုအပြင်ထွက်ပြီးရထိုင်မနေနဲ့လေချွေမလေးရဲ့။" နင်ဒီနေ့မှငါတို့အိမ်ကိုပထမဦးဆုံးရောက်လာတာမဟုတ်ဘူးလား။ကဲတော်တော်အခန်းထဲကိုပြန်ဝင်တော့ရခုံမပြောတဲ့စကားကိုနားထောင်ပြီးသူမအခန်းထဲဝင်သွားပါတယ်။သူလည်းအခန်းထဲမှာဝင်အိမ်လိုက်ပါတယ်။တဖက်အိမ်ကချွေမလေးကတော့မျိုးပေါ်ကဖြစ်ပါတယ်။သူမရဲ့အခန်းထဲမှာပန်းကဖွင့်ထားပေးရတာမှသူမကတော့ပူနေသေးပါပဲ။ဒါကြောင့်သူကသူ့ယောက်ျားကိုပြောပါတယ်။ရှင်ကလည်းပူလိုက်တာရွှေမလာရတကယ်စိတ်ညစ်တယ်တိလား။ပန်းကရောအဲကိုလာရောအေးလည်းမအေးဘူး။မင်းကလည်းအလောက်ထိလည်းစောရင်ပိုပန်းမနေနဲ့လေ။ မင်းအခုလိုမျိုးပူတယ်ဆိုပြီးတော့မအိပ်ပဲနေပို့ပူနေမှာပေါ့အိပ်ဖို့အတွက်ခဏလေးစူးစမ်းပြီးတော့အိပ်လိုက်လေနော်ဒီလိုနဲ့သူကလည်းအိပ်ဖို့အတွက်စူးစမ်းနေအောင်ပဲရှိပါသေးရဲ့မိရပြတ်သွားပါတယ်တလောက်ထိပူနေခဲ့တဲ့အခါမှာတော့သူမလည်းအိပ်လို့မပြောတော့ပါဘူးအိပ်လို့မပြောတဲ့အစုံသူမလည်းအခန်းထဲကထွက်လာပြီးအိမ်တကားကြီးဖွင့်ချပြီးထိုင်နေခဲ့ပါတယ်အိုဖရာသခင်ပူလိုက်တော့ကျမဘလို့အိမ်ကိုရောက်လာတာလေဒီအိမ်မှာအဲကွန်လေးတောင်မရှိဘူးဘလို့မျိုးနေထိုင်တော့မလဲ ဒီလိုနဲ့သူမလည်းဘာလို့လို့ဘာကန်ရမလဲမသိပဲနဲ့ဟိုဟိုဒီဒီရှောက်ပြေးနေရပါတယ်ဒီအချိန်မှာပဲရုတ်တရက်ကြီးမိပြန်လာပါတယ်မိပြန်လာတာနဲ့သူမလည်းအခန်းထဲဝင်ပြီးဘလို့မဆိုအိတ်ပြောအောင်အိတ်ခဲ့ပါတယ်ဒီလိုနဲ့ရရနေငယ်ထပ်ပြီးကုန်ဆုံးသွားခဲ့ပါတယ်တရမအရီနာကတော့အရန်ကိုရသည်အိုရိုပိုလောနဲ့အတွက်အဲ့အပြင်ဘက်မှာထွက်ပြီးရောအိတ်ခဲ့ပါတယ်ဒါအတွေ့ခဲ့ရတဲ့သူရဲ့ရောင်းမလေးကတော့အမေကိုသွားတိုင်ပြောပါတယ်အမေရောင်းမကိုလည်းကြည့်အောင်သူတော်ဘာလုပ်နေရလဲအခန်းထဲမှာအားလုံးအစုံလင်ထထပေးထားတာပဲပန်ကာလည်းရှိတယ်အဲကိုလာလည်းရှိတယ် ဒါရောမအပြင်ထွက်ပြီးတော့အိတ်နေရယ်ရခမကလည်းချွေးမလေးကိုလာပြောပါရယ်ချွေးမလေးချွေးမလေးဘာလို့ကြလဲနေမှာဖြစ်လို့ဒီမှာလာအိတ်နေရတာလဲထဆန်းနင်းကိုတဲရောက်ကတာတွေ့သွားရင်ဘလို့လုံးမလဲသူများတွေအပိုစကားတွေရှောက်ပြီးတော့ပြောနေကြလိမ့်မယ်နော်ရခမရဲ့စကားကိုကြားခဲ့ရတဲ့ခါမှာတော့သူမလည်းအိမ်မုံဆုံမွားနဲ့ထလာခဲ့ပါရယ်ကျမကလေပန်ကာရီနဲ့ အဲကိုလာနေမအိတ်တက်ဖို့အမေရဲ့ကျမကအပြင်မှာအခုလိုလေလေတဖြူဖြူတိုက်နေမှအိတ်တက်တာကျမအခုလိုအပြင်ထွက်ပြီးတော့အိတ်နေကြမိကျမရရောမှာဆိုရင်လည်းအခုလိုအပြင်ထွက်ပြီးတော့ပဲအိတ်တာအမေရဲ့ရောမှာပန်ကာတို့အဲကိုလာတို့ဘယ်မှာရှိလို့လဲဒါပေမဲ့ချိမလေးရဲ့နင်အခုလိုအိတ်တာမကောင်းဘူးပေါ့အရှိတက်တက်မှာငါ့ရဲ့လင်ကြီးမှာအိမ်ရှိရဲ့ သူတို့အိမ်ကချွေမလေးကမြို့သူလေးလေသူကမြို့ပေါ်မှာပညာသင်ပြီးတော့ပြန်လာတာငါချွေမလေးရွာကားဆိုတာကိုသူတို့လည်းပထမတွေကတိထားကြတယ်နေအခုအိမ်ထဲမှာမအိပ်ပဲအပြင်ထွက်အိပ်တယ်ဆိုတဲ့အကြောင်းသူတို့သိသွားရင်တော့ပြောဆိုနေကြမှာသူတို့ကလေအပြစ်တင်မှုအတော့အပဲစောင့်နေတာတကယ်လို့နေအပြင်မှာပဲအိပ်တတ်တယ်ဆိုရင်တော့အပေါ်ရက်ဝရန်တာမှာတွားပြီးပေါ့ညတနာရီလောက်မှတက်အိပ်မနက်၄နာရီဆိုရင်ပြန်ဆင်းခဲ့လိုက်ဒီလိုနဲ့အရင်နေ့မှာချွေမလေးကရခုံမပြောတဲ့စကားအတိုင်းပဲတွားတက်အိပ်ခဲ့ပါတယ် ။တဖက်မှာနီကီတာကတော့ပန်ဂါရီအဲကိုလာရီနဲ့အိမ်နေရပေမဲ့ချွေးထွက်နေပါရီ။သူမလည်းဒေါသရီအရန်ထွက်လာတဲ့အဆုံးအိမ်တအိမ်လုံးကလူတွေကိုညအီတကောင်နှိုးလိုက်ပါရီ။နီကီတာရဲ့အတန်ကိုကြားရတဲ့အားလုံးအိမ်ရကထလာကြပါရီ။အမေရဲ့ရာဒီဦးရုကလည်းပူလိုက်တာသိပါသေးရောမယ်သိရဲ့လား။လောကမှာရှိတဲ့သူတွေအကုန်လုံးအဲကိုနဲ့အိတ်နေကြတာကျမတယောက်တည်းအဲကိုလာနဲ့အိတ်နေရတယ်အဲကိုလာကအေးလည်းမအေးဘူးချွေးမလေးရဲ့နင်းရဲ့အခန်းထဲမှာပန်ခါရောအဲကိုလာပါထထပေးထားတယ်မလားဒါတော့မှအနေကဘူးနေသေးရလား မြို့ဖျားသခင်ကဘယ်မြေကြီးနဲ့ဖန်ဆင်းထားပေးရလဲဟဲ့အမေအလောင်းနဲ့ကျမမအေးချမ်းသွားဘူးကျမကအဲကွန်နဲ့ပဲအိတ်တက်တာအမေကျမရဲ့အကန့်ထဲမှာအဲကွန်ပဲထည့်ပေးဟုတ်တယ်အမေနွေရာသီစကလေးကသူ့ကျွန်တော်ကိုတော်တော်လေးစိတ်ညစ်အောင်လုပ်နေတာပူလိုက်တာပူလိုက်တာနဲ့မျိုးဘော်ကချွေးမလေးခေါ်လာခဲ့ပြီးတရွာလုံးကိုလိုက်ကြွားမယ်ဆိုပြီးစဉ်းစားထားတာအမလီမျိုးဘော်ကချွေးမကလည်းအကောင်ကြတတ်တာမလားအောင်းမေရဲ့သူ့ကြောင့်နဲ့ပိုးကုန်နေရတယ်ပဝင်းချင်းကသူတွေကြည့်ရင်ဘာပြောကြလိမ့်မလဲနီကီတာရဲ့ပုံစံတွေကြောင့် ရခုံမလေးစိတ်ညစ်နေပါတယ်။တော့လေအဲကုန်းဝင်နိုင်တဲ့အကြောင်းနောက်ထပ်အဲကိုလာတွေဝယ်ထည့်ပေးခဲ့ပါတယ်။တရက်မှာတော့ရွာကချွေမလေးအပေါ်ထဲမှာတော့အိမ်နေခဲ့ပေးမယ်။အိမ်လိုမပြောပါဘူး။တလေအပေါ်ထဲမှာလည်းရှောင်နေခဲ့ရပေါ့။စိတ်ညစ်လိုက်တာအခန်းထဲမှာအဲကိုတွေအဲကိုလာတွေနဲ့မအိတ်တတ်ဘူး။ငါအခုအပေါ်ထဲမှာလာအိတ်တော့လေ ဂျယ်ရီလောက်ကြီးကလင်းနေရောပဲဘလို့အိတ်ရမလဲခြံထဲမှာငါ့ကိုဆင်းအိတ်ခွင့်မပြုဘူးတကယ်ပဲဘာလို့ရမလဲအိတ်လို့ကိုမပြောတော့ဘူးဒါပေမဲ့လေဒီမှာပဲအိတ်ရမှာပေါ့လေပြောပြီးနောက်မှာတော့တမပြန်အိတ်ဖို့ကြိုးစားပါတယ်ခဏကြာမှတမအိမ်မကြသွားပါတယ်နောက်ခဏကြာမှမနမိုးလင်းသွားပါတယ်မနက်မော်လင်တာနဲ့တမအောက်ချက်ကိုစဉ်လာခင်လိုက်ပါတယ်ဒီလိုနဲ့ပဲနေရရဲ့တွေကုံဆုံးနေကြရပါတရက်မှာတော့မိပြတ်နေခဲ့တဲ့အဒွတ်လင်းညီမနှစ်ယောက်သာကိုစီအိမ်တကောက်ဖွင့်ပြီးတော့အပြင်မှာထွက်ထိုင်ကြပါတယ်သူတို့ချွေးမလေးတွေကတော့ဝရန်တာမှာထိုင်နေကြတော့ပေါ့ဘလို့ဖြစ်တာလဲနင့်ချွေးမလေးက ပယ်မြေကြီးနဲ့ဖန်ဆင်းခံထားရလို့လေ။ तू မပူဘူးလား။ဒါမှမဟုတ်နင်သူ့ကိုအပြင်ထွက်ခွင့်မပေးတာလား။မဟုတ်တော့အတော်ရဲ့ဒီမလေးကျမဝရန်တာမှာထိုင်နေရယ်။ကျမရခမကလည်းအရန်ကောင်းပါရဲ့ရှင်။ဘာဖြစ်လို့အဲ့ဒီမှာထိုင်နေရလဲ။ချွေးမလေးရဲ့အောက်ထက်ကိုဆင်းလာခဲ့လေဒီမလေးတိုက်နေရပဲ။အမလီရောက်မရဲ့။နင်းရဲ့ချွေးမလေးကိုလည်းခေါ်လိုက်ပါဦး။နီကီတာလည်းအပေါ်ရက်ကနေဇင်လာခဲ့ပါရဲ့။ ဘလို့မဆိုတရောက်ကတော့ကျမကိုပူပန်ပေးနေရပဲရာသီဥရပူပူလာတယ်ဆိုတဲ့စကားအမေကြားတယ်မလားတခုခုလောက်ပါအောင်ရှင်နီဂီတာအခုလို့ပြောတာနဲ့ဆူမန်ကလည်းချွေမလေးကိုအင်ဂျင်ပြောင်းဝင်ခိုင်းလိုက်ပါတယ်ဒီနောက်မှာတော့တမီယောင်မနှစ်ယောက်တော့သူတို့ရဲ့ချွေမလေးတွေဘလို့ထိကောင်းကြောင်းလိန်ညာပြောဆိုနေရင်းနေပဲရန်ထဖြစ်ကြပါတယ်ခဏနေတော့မီးပြန်လာသွားတဲ့အတွက်ကြောင့်မလို့အားလုံးအင်တဲ့ကိုစီဝင်သွားကြပါတယ်တွေ့တယ်မလားငါပြောတဲ့စကားမှန်လားမှားလားနင်သိပြီမလားလူတွေကလေကြီးကန်းတွေလိုမျိုး အမေကသူများအိမ်ကိုချောင်းကြည့်နေရအဲဒါကြောင့်ဒီအပေါ်ထက်မှာအိမ်မဲဆိုလို့ရှိရင်လည်းသတိဝရိယလေးထားငါကတောသူချွေးမကိုအိမ်ခေါ်လာရဲဆိုပြီးတော့သူများတွေပြောနေမယ်နော်ငါကအင်းကိုအဲကိုလာဝယ်ပေးထားတာမှနေအပေါ်ထက်မှာတော့အိတ်တယ်ဆိုတာသိရင်အားလုံးငါကိုပဲအပြစ်တင်မှာတပတ်မှာစူမန်ကလည်းသူချွေးမလေးရဲ့အခန်းထဲကိုဝင်သွားပါတယ်သူကတော့အဲကိုလာနှလုံးဖွင့်ပြီးထိုင်နေရပါတိတယ်ငါအိမ်မှာအဲကိုမတက်ပေးလို့နင်းတမင်တတန်ငေါအရှက်ခွဲရမလားနင်းနည်းနည်းလေးထပ်ပြီးတော့တီးခံလိုက်ပါပတ်စံဆုလို့ရပြီဆိုရင်တော့ငါအဲကိုဝယ်ပေးမှာပေါ့ ။ချိန်မှလည်းကြောင်းစိတ်ညစ်ပြီးသူကလည်းအဲကွန်ကျပေးခဲ့ပါရီ။ဒီအချိန်မှာနီကီတာကလည်းပန်ကားနှလုံးအဲကိုလာနှလုံးနဲ့အဲကွန်ကိုပေါဖွင့်ပြီးတော့အခန်းထဲမှာအိပ်ပါရီ။တော်သေးရပေါ့အခုမှပဲအဆင်ပြေသွားတယ်။ခဏကြာမှသူယောက်ျားရုံးကနေအိမ်ကိုပြလာခဲ့ပြီးအခန်းထဲဝင်လိုက်တာနဲ့အေးလုံးလို့တောင်းရင်နေပါရီ။ဘာလို့တားလဲအခန်းကလည်းအေးဆန့်နေရပဲ။မင်းအဲကိုလာရီရောအဲကွန်တွေရောပန်ကားတွေရောအားလုံးဖွင့်ထားရလား။သူလည်းပြောမရတဲ့အစုံအခန်းထဲကနေထွက်သွားပါရီ။တဖက်မှာရီနာကတော့အိယာခင်ယူပြီးအပေါ်တက်မှသွားအိတ်ကြောင့်မလို့ပါ။ဒီအချိန်မှာသူ့ယောက်ျားလည်းပြောပါရီ။ဘာဖြစ်လို့လဲ အခန်းထဲမှာဒီနေ့အေးနေရပဲလေကွာအဲကိုလာဖွင့်ထားတာပဲဒီမှာလာအိတ်ရီနာယောက်ျားပြောတဲ့စကားနားမထောင်ဘဲနဲ့အပေါ်ထက်မှာတော့အိတ်ပါတယ်နီကီတောက်ကတော့အဲကိုတွေရောအဲကိုလာတွေရောဖွင့်ပြီးအိတ်နေခဲ့တဲ့အချိန်မှာရီနာကတော့အိမ်ပေါ်ထက်မှာတော့အိတ်ပါတယ်ရခမပြောတဲ့စကားနားထောင်ပြီးသူမညတနာရီမှာအပေါ်ထက်မှာတော့အိတ်တာပါမနက်၄နာရီထိုးပြီးစရာနဲ့အောက်ထက်ကိုပြန်ဆင်းလာပါတယ်ဒီလိုနဲ့ပဲအချိန်တွေတစ်ဖြည်းဖြည်းကုန်ဆုံးသွားပါတယ်အားရကြောင့်ရီနာလည်းအေးပြေးရပါတယ်တဖက်မှာနီကီတာကတော့သူ့ရဲ့အခန်းကိုတောင်ပေါ်ဒေသလို့ထင်ရတော့အထီးအေးခဲနေအောင်လုပ်ပြီးအိတ်ပါတယ် သူမရဲ့အခန်းထဲကိုတော့ဘယ်သူမှဝင်တော့မဝင်ရကြပါဘူး။ဒါကြောင့်အားလုံးကလည်းသူမကိုခေါ်စီရရှိရင်ဖုန်းဆက်ပြီးခေါ်ရပါတယ်။တရက်မှာရီနာရဲ့ရောင်မလေးပြောပါတယ်။ဘာဖြစ်တာလဲရောင်မလေး။ရောင်မလေးမျက်လုံးတွေအတော်လေးညင်းနေရနော်။ကြည့်ရတော့အခုတလောအိမ်ရင်မဝဘူးနဲ့တို့ပါတယ်။ဘာဖြစ်လို့ဝရန်တာမှာထွက်ပြီးတော့အိတ်နေရတာလဲ။ကျမပြောပြမယ်။အခန်းထဲမှာအိတ်ကြည့်ပါလား။နောက်တော့အကျင့်ဖြစ်သွားရင်အခန်းထဲမှာအိတ်တက်သွားမှာပေါ့။အဲကိုလာနဲ့မအိတ်တက်ဘူးဆိုတာနဲ့ပဲအပြင်ထွက်ပြီးအိတ်တယ်ဆိုတာကလည်းမဟုတ်သေးဘူးလေ။ဟုတ်တယ်နော်။ငါစူးစမ်းကြည့်ရမယ်။ရီနာကလည်းရောင်မလေးပြောတဲ့စကားကိုနားထောင်ပါရီ။ ။သူမရက်အနေငယ်ကြတာနဲ့ဝရန်တာထွက်ပြီးတော့ထပ်အိပ်ပါတယ်။သူမမအိပ်တက်လို့ပါ။နောက်တော့လည်းနှစ်ယောက်လုံးနေမကောင်းဖြစ်သွားကြပါတယ်။ဇီယဝင်းကိုခေါ်ပြီးပြသခဲ့ရတဲ့အချိန်မှာဇီယဝင်းကပြောပါတယ်။ဘောဖြစ်ကြလဲအိမ်မှာအဲကိုလာရှိရတဲ့အသားချွေးမလေးနေမကောင်းဖြစ်တယ်။ကျမချွေးမလေးကတော့သူမလေးမလား။သူကရွာမလိုမျိုးပဲအပြင်ထွက်ပြီးအိပ်တက်တယ်။အမသူ့ကိုချန်ထဲမှာအိတ်ခွင့်မပေးဘူးလေ။အဲဒါကြောင့်သူကဝရန်တာမှာတော့အိတ်တာ။အဲဒါကြောင့်သူအိတ်မပြောတာပေါ့။ဒါပေမဲ့ဒီကိစ္စကိုအပြင်မှာရှောက်မပြောပါနဲ့နော်။ကျမချွေးမလေးဝရန်တာထွက်ရတဲ့ဆိုတဲ့အကြောင်းတွေ သူများသိသွားလို့ရှင်ကျမတို့အတင်းပြောခံရလိမ့်မယ်ဒီလိုနဲ့ဇီယဝင်ကလည်းစေပေးပြီးနောက်မှာတော့တခြားအင်ကိုသွားရပါတယ်။အရင်မှာနီကီတာကအဲကိုလာနဲ့အဲကွန်ပန်ဂါရီအားလုံးဖွင့်ထားပါတယ်။ဇီယဝင်ကိုရိုင်းနောက်မှာတတော်လေးကိုအေးသွားခဲ့ပါတယ်။အဲကွန်အမြန်ပိတ်ဆမ်းပါဗျာ။ခမရတို့အခန်းအတော်အေးရဲ့ဒါလောက်ကြီးအေးခဲနေတဲ့နေရာမှာအိတ်မဲဆိုရင်တော့နေမကောင်းဖြစ်မှာပဲလေ။ခမရလက်ငယ်မရဲ့ချွေးမလေးကတော့အဲကိုလာကိုတောင်တီးမခံနိုင်လို့ဆိုပြီးဝရန်တာထွက်လိုက်တယ်။ ခင်ဗျားရဲ့ထွေးမှကြတော့အဲကိုလာတွေကအဲကိုတွေရောအကုန်ဖွင့်လာတော့မှမတင်းတိမ်နိုင်သေးဘူး။စကားပြောနေဆရာဝန်ကလည်းအမှန်တရားတွေကိုပြပြမိသွားခဲ့ပါရဲ့။ဒါကြောင့်ရီနာကလည်းအဲကိုလာနဲ့အဲကြောင်လို့ကြိုးစားပါရဲ့။နီကီတာကလည်းအဲကွန်ပိတ်ပြီးနေတက်အောင်လို့နေပါရဲ့။အရန်ကိုပူလာတဲ့အခါကျရင်သူမအပြင်ကိုထွက်လာလိုက်ပါရဲ့။ရီနာနဲ့အရန်ကိုအေးလာတဲ့အခါကျရင်တော့အပြင်ကိုထွက်ပြီးလမ်းလျှောက်ပါရဲ့။ဒီအချိန်မှာနှစ်ယောက်သာတွေ့ဆုံခဲ့ကြပါရဲ့။နှစ်ယောက်ဘလို့လူသားမျိုးလဲရာသီဦးတို့တလောက်ပူနေရကိုတော့မှအဲကိုလာမခံနိုင်ဘူးလား။ နေရငောက်လာပြောနေနင်ကြတော့ဘာထူးလို့လဲရာဒီဥရုပူတယ်ဆိုတာလက်ခံပါတယ်ဒါပေမဲ့နင်ကအဲကွန်တွေကအဲကွန်လာနှလုံးရောဖွင့်ထားစီရလို့လားကြံနေသူတွေအကုန်လုံးတီးမခံနိုင်ဘူးဆိုတော့ကိုနင်လည်းသိရတာနဲ့သူတို့နေရတဲ့စကားကိုကြားခင်ရတဲ့အခါမှာကြံနေမိသားစုဝင်တွေအားလုံးနိုးလာပါတယ်အလေးဟဲ့ရခမနှစ်ယောက်လုံးကလင်ကြီးမတွေဆိုတော့တတ်တတ်အောင်ရံဖြစ်ပြီးနေလာခဲ့ကြတာအခုတို့တို့ချွေးမလေးတွေကရောဘာထူးလို့လဲအိမ်ကြီးချင်းရဲ့စကားတန်းကိုကြားခဲ့ရတဲ့အခါမှာတော့ချွေးမလေးတွေအပြင်ရခမဖြစ်သူတွေကလည်းရှက်သွားခဲ့ကြပါတယ်ဒါကြောင့်တို့တို့လည်းနောက်ဘယ်တော့မှထပ်ပြီးတော့ အလိညာစကားတွေကိုလည်းမပြောကြတော့ပါဘူးတယောက်ကိုတယောက်ဖတ်ပြီးတောင်းပန်ခဲ့ကြပါတယ်သူတို့လည်းတသက်လုံးအဆင်ပြေစွာနေထိုင်သွားဖို့အတွက်ဆုံးဖြတ်ခဲ့ကြပါတယ်